တရုတ်နိုင်ငံကိုတင်ပို့မဲ့ပဲမျိုးစုံအထူးသဖြင့်ပဲဒီစိမ်းမှာပိုသက်စေဓာတုဓာကျွင်းတွေ့ရှိရင်တင်ပို့ခွင့်ပိတ်ခံရမယ်လို့မြန်မာနိုင်ငံပဲမျိုးစုံပြောင်းနှင့်နှံ့ကုန်တယ်များအတင်းကနေအတီးပြလာပါတယ်။ယခုနှစ်အတွင်းတရုတ်နိုင်ငံစိတ်ကန်းကိုတင်ပို့လိုက်တဲ့ပဲဒီစိမ်းတွေမှာဓာတုတက်ကျွင်းအကျဉ်းချံများနေတာကြောင့်ပြန်ပို့ခံရတဲ့ဖြစ်စဉ်ရှိခဲ့တယ်လို့ဆိုပါတယ်။ပို့ကုန်ကုမ္ပဏီ22ခုကတင်ပို့တဲ့ပဲဒီစိမ်းတန်ချိန်တပေါင်းကျော်နဲ့ပဲရင်တန်ချိန်တရာကျော်မှာတိုင်ယာမီတောင်စင်နဲ့ထရိုင်ဆိုင်ကလိုဇောဆိုတဲ့ဓာတ်နှမျိုးများနေလို့ပြန်ပို့ခံရတာပါ။ နောင်တင်မှုမဲ့ဟာတွေမှာဒီလိုမဖြစ်ရအောင်စူးစမ်းဆောင်ရွက်နေပါတယ်လို့အသိအကြံပေးဦးစိုးဝင်းမောင်ကပြောပါတယ်တောင်သူတွေအနေနဲ့လာမယ့်စိုက်ပျိုးရာသီမှာပိုးသက်စေတက်ကျွင်းမကြန့်ရှိစေဖို့နဲ့ပိုးသက်စေတက်ကျွင်းကြန့်ရှိရင်တင်ပို့ခွင့်ရမှာမဟုတ်တာကြောင့်အထူးဂရုပြုအလေးထားဆောင်ရွက်ကြဖို့အတိပေးထားပါတယ်တစက်ထဲမှာပိုးသက်စေတက်ကျွင်းဖြစ်ရတဲ့နောက်ကျောင်းပြန်ချေရခံနိုင်တဲ့စနစ်တွေထူထောင်ဖို့လိုအပ်ပြီးဒီလိုလုံနိုင်မှာပဲနိုင်ငံတကာကိုတင်ပို့နေတဲ့မြမပယ်ဆေးကွက်ကိုရေရှည်ထိန်းထားနိုင်မယ်လို့သိရပါတယ် မြန်မာလေယာထောက်ကုန်ဖြစ်တဲ့ပဲတီစင်ကိုတရုတ်ဈေးကွက်ထဲအဓိကတင်ပို့ရောင်းချနေတာဖြစ်ပြီးမပဲနဲ့ပဲစင်ကုန်တို့ကိုတော့အိန္ဒိယနိုင်ငံကိုအဓိကတင်ပို့နေတာဖြစ်ပါတယ်မြန်မာနိုင်ငံပဲမျိုးစုံပြောင်းနှင်းနှံ့ကုန်သည်များအတင်းကနေသိရှိရတဲ့စာရင်းအရယခုပန္နာနှင့်အတွင်ပဲတိစိန်တင်ပို့မှုအလုံးရဲ့68ရာခိုင်နှုန်းကျော်ကိုတရုတ်နိုင်ငံထဲတင်ပို့ထားတယ်လို့သိရှိရကြောင်းမှခင်ဗျာ